ဘုန်းကြီးတို့တွေမကောင်းမှုအကုသိုလ်ဆိုတာရှောင်ကြရမှာသို့တော့မကောင်းမှုအကုသိုလ်ကိုပုရုဇဉ်ဘဝအလျောက်မတော်တဆလုံးမိသွားရင်ဒီအကုသိုလ်တတအောင်ပြေပြောက်အောင်လုပ်လို့ရတာလို့ဆိုရတယ်နည်းရှိနော်ရနိုင်ဘယ်လိုလုံးရမလဲလို့ဆိုလို့ရှိရင် ကိုလုံးတဲ့အလုပ်ကိုအမှားကိုအမှားလို့မြင်ရမယ်ဒါမဟုတ်ဘူးငါလုပ်ပြီးတာမှားတယ်မှားတာကိုမှားတယ်လို့မြင်ပြီးတဲ့အခါမှာတရားနိလန်အတိုင်းကုစားမယ်မှားမိတယ်ဆိုတာတောင်းပန်ရမယ်ဆိုရင်ဝန်ချတောင်းပန်တယ်ပြုပြင်ရမယ်ဆိုရင်လည်းပြုပြင်လိုက်တယ်ပြီးတဲ့အခါအာယတိန်တံဝရံအပိစတိနောက်ထပ်ထပ်မမအောင်ကုစားတယ် အဲ့ဒီနီးနဲ့မကောင်းမပါဘူးသူကလွတ်သွားတယ်လို့သူပြောတာနော်လွတ်သွားတယ်ဆိုတာဒီပြစ်မှုကဝင်လုံးချွတ်လွတ်တယ်ဆိုတာမျိုးမဟုတ်ဘူးသို့တော့အကြောင်းတစ်ခုကောင်းမှုတွေကိုလှုပ်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းမှုကုသိုလ်ကသာအလှဲ့ကျပြီးအကုသိုလ်ကအလှဲ့မကျလာဘူးဆိုလို့ရှိရင်ကုသိုလ်ကောင်းမှု ကပဲစက်တိုက်စက်တိုက်အကျိုးပေးသွားတဲ့အခါမကောင်းမှုအမှုတွေဟာအခွင့်မသာလို့ရှင်သူတို့ဟာအဟောတိကံဆိုတာမျိုးဖြစ်သွားတာမျိုးတွေရှိတယ်ပေါ့နော်နိဗ္ဗာန်ရသွားပြီဆိုရင်တော့လုံးဝအဟောတိကံဖြစ်တယ်နိဗ္ဗာန်မရမချင်းတော့အဟောတိကံအကုန်လုံးမဖြစ်ဘူးအဲ့တော့ဖြေးတဲ့နီးကတခုရီးတော့ဖြေးနီးကတော့မကောင်းမှုအကုသိုလ်တွေကို အပြစ်မြင်ပြီးတော့ကောင်းမှုကုသိုလ်တွေရဲ့အကျိုးဆင်ခြင်စဉ်းစားပြီးမကောင်းတာတွေကိုရှောင်ကျင်ပြီးကောင်းတာတွေကိုမြန်မြန်လှုပ်ခြင်းဟာမကောင်းမှုအကုသိုလ်တွေကလွတ်ရလွတ်ကြောင်းပဲဖြစ်တယ်။တန်တရားတွေမှာသွားတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တွေဟာကုသိုလ်နဲ့အကုသိုလ်ဘယ်ကများသလဲဆိုရင် အကုသိုလ်ကများမှာပဲ။တရားရည်ရဲ့တဏ္ဍမအကုသိုလ်ဖြစ်တဲ့အချိန်နဲ့ကုသိုလ်ဖြစ်တဲ့အချိန်ဆိုရင်အကုသိုလ်ကများမှာပဲ။ သို့သောကုသိုလ်နဲ့အကုသိုလ်ဘယ်သူကအစွမ်းကောင်းတယ်လဲလို့ဆိုလို့ရှိရင်ကုသိုလ်ကိုပဟယကအကုသိုလ်ကိုပဟတ္တပလို့ခေါ်တယ်ကုသိုလ်ကသာ အကုသိုလ်ကိုဖယ်ရှားနိုင်တာအကုသိုလ်ကကုသိုလ်ကိုဖယ်ရှားနိုင်လို့မရှိဘူးဆေးနဲ့ယောဂလိုပဲယောဂကျွန်းသွားရင်တော့ဆေးတိုးခြင်းမှတိုးမယ်ပေါ့သို့သော ယောဂဘလောက်ကြီးကြီးဆေးရယောဂကိုတက်တာတော့အောင်တော့လုပ်ပေးနိုင်တာပဲအဲ့လိုမျိုးလိုပဲကုသိုလ်ကောင်းမှုတွေဟာစွန့်ထက်လာပြီဆေးစွန့်ထက်လာပြီဆိုရင်နှစ်ပေါင်းများစွာခံရတဲ့ယောဂဟာလည်းပဲဆေးတစ်ခွက်တည်းနဲ့ပျောက်ရှင်ပျောက်သွားအဲ့လိုမျိုးလိုပဲကုသိုလ်ကောင်းမှုကအစွမ်းတတ္တိထက်ပြီးတော့အကုသိုလ်ကံတွေကိုဖယ်ရှားပြင်တယ်အကျိုးမပြီးတော့ဘူးလို့ပြောတာမဟုတ်ဘူးစဉ်းစားကြည့်နော် အများကြီးတက်တာသွားတာအထင်ရှားဆုံးတရကတစ်ခုပြောပြအင်ဂုလိမာလာဇာလန်းကိုလူတိုင်းသိကြတာအင်ဂုလိမာလာဟာတကယ်ကိုတရားဓုတရားမြတ်ရလာအောင်ရင်ထဲမှာခြေကပညာကောင်းတယ်ရှင်တွေကအသိဉာဏ်ရနိုင်တယ်အဲ့ဒီလိုဘဝမှာ အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်လင့်ကစားမကောင်းတဲ့အပေါင်းအသင်းတွေကြောင့်နားယောင်ပြီးတော့လူတွေကိုတတ်ဖြတ်ပြီးလက်ညှိုးကိုစုဆောင်တဲ့အလုပ်ကိုလုပ်ခဲ့တယ်လူတွေထောင်ပေါင်းများစွာတတ်တယ်နောက်ဆုံးသူ့ရဲ့မိဘအရင်းကိုပဲတတ်ဖို့ကြိုးစားလာဒါတွေမကဘူးမြတ်စွာဘုရားကိုပါတတ်ဖို့လုပ်လာအဲ့ဒါတော့ အကုသိုလ်ပြစ်မှုတွေကျွလွန်ခဲ့တဲ့လူသတ္တမလူယိုင်ကြီးဟာရသော်ဗျာနဲ့တွေ့တဲ့အခါမှာရသော်ဗျာကိုတတ်ဖို့လိုက်ရင်းကနေပြီးတော့မမီမလန်းဖြစ်တဲ့အခါမှာရသော်ဗျာကိုရက်လိုက်လို့អော်လိုက်တာရက်လိုက်လို့អော်တဲ့အခါမှာရသော်ဗျာက အေးအေးသာသာလှည့်ပြီးတော့ပြောတယ်ငါကရနေတာပါမိမဲ့ရဖို့လိုပါတယ်ဆိုတော့အဲ့ဒီစကားလေးကိုကြားရတဲ့အခါမှာသူအတွေးဝင်သွားတယ်ဒီရန်ကသွားနေရင်နဲ့ငါရနေတာပါလို့ပြောတယ်ငါကြတော့မိမဲ့ရဖို့လိုပါတယ်သူဘာအိဗယ်နဲ့ရည်ရွယ်ပြောတာပါလိမ့်ဆိုတော့သိချင်စိတ်ကနှိုးဆွားလို့အဲ့တော့မြတ်စွာဘုရားကိုသိချင်စိတ်နဲ့မေးတယ်ဘာဖြစ်လို့ဒီလိုပြောသလဲဆိုတော့ အေးငါကမကောင်းမှုအကုသိုလ်တွေမလုပ်ဘူးမလုပ်လို့ငါဟာရထားလိုက်ပြီမင်းကမကောင်းမှုအကုသိုလ်တွေလုပ်နေတော့မှမင်းအဲ့ဒါတွေကိုရပ်လိုက်လို့ငါပြောတာဒီစကလုံးလေးတစ်လုံးနဲ့သူ့ဘဝဟာပြောင်းလဲသွားချက်ချင်းသူကိုင်းတဲ့လက်နဲ့တွေကုန်စွန့်ပြီးမြတ်စွာဘုရားရှိဒူးထောက်မြတ်စွာဘုရားကလည်းသူ့ကိုအကြောင်းတော့ခေါ်သွားပြီးသင်္ကန်းဝတ်ပေးလိုက်တာကြည့်တယ် အလုံးကိုရာဇဝမှုတွေမြောင်များစွာကျွလွန်ထားတဲ့ပုဂ္ဂိုလ်တရားပဲလူတွေမြောင်များစွာတတ်ထားတဲ့ပဏာတိပတ္တအာဟုဇုကံရှိတယ်။သို့သောမြတ်စွာဘုရားကသူ့ကိုတရားပေးတယ်။တရားပေးတဲ့အခါမှာရုပ်တရက်တရားအထုတ်လို့မရဘူး။ဘာတွေပဲမြင်နေတော့ဆိုလူတွေကိုလိုက်တတ်တဲ့မြင်ကွင်းပဲသူ့အာယုန်ထဲမှာရောက်နေတယ်။တရားထိုင်လို့မရဘူး။ မြတ်စွာဘုရားကနှီးပေးတယ်အေးယဟန်ဖြစ်လာတဲ့နေ့ကစပြီးယတောဟံအရိယာယသာတိယသာတောယဟန်ဖြစ်လာတဲ့နေ့ကစပြီးဘေတ္တဝါကောမမတတ်ပါမဟုဆိုတာလေးကိုအာယုံပြုတ်ပြီးအတိတ်ကတတ်တာတွေခဏမေ့တာအခုချိန်စင်ကြယ်တာလေးကိုအာယုံပြုတ်ပြုတ်ပြီးတော့တရားအထုတ်ဆိုအဲ့ဒါလို့အထုတ်လိုက်တဲ့အခါမှာသူဟာယန္တာဖြစ်သွား ကျမ်းနာဖြစ်တယ်ဆိုတာအစွမ်းတတိအထက်မြတ်ဆုံးဖြစ်တဲ့ဒီအရတ္တမဲဆိုတဲ့ကုသိုလ်ရအဲ့ဒီအရတ္တမဲကကုသိုလ်ကသူလုံးတဲ့တဲ့အကုသိုလ်တွေအများကြီးကိုချိန်မုန်းပြလိုက်တာကျိုးပေးလို့မရတော့နော်ကျိုးပေးလို့မရဘူးအကုသိုလ်တွေကျိုးပေးခွင့်မရအောင်ပိတ်ဆို့ဖယ်ရှားပြလိုက်တယ်သို့တော့သူတို့တတ်နိုင်တဲ့အကျိုးလေးတော့ပေးပါတော့ဆိုရင် ဆွမ်းခံသွားလို့ရှိရင်အတုသတ္တမကြီးဆိုပြီးအမေတတ်ခံရတဲ့လူတွေရှိတယ်ဆွေမျိုးတွေတတ်ခံရတဲ့လူတွေရှိတယ်အဖေတတ်ခံရတဲ့လူတွေအဲ့ဒီလူတွေကသူ့ကိုကြောက်လဲကြောက်တယ်ယုံလဲယုံတယ်အဝေးကနေပြီးတော့ခဲနဲ့ပေါက်တယ်ဒုတ်တွေနဲ့ပြစ်ကြတယ်အဲ့ဒီပြစ်လိုက်ခတ်လိုက်တဲ့ခဲတွေဒုတ်တွေဟာတခါတည်းကသူ့ခေါင်းမှန်တယ်တခါတည်းကသူ့ပိုက်လာတဲ့သပိတ်ကိုမှန်တယ် ။တပိတ်လည်းခဏခဏကွဲတယ်ခေါင်းလည်းခဏခဏကွဲတယ်ဆိုတော့အဲ့ဒီဆင်းရဲဒုက္ခတော့သူခံရတယ်။သို့တော့အပယ်ချဖို့ရအတွက်နောက်ဘဝဆိုတာမရှိတော့သည့်အတွက်ကြောင့်အပယ်ကတော့လွတ်သွားတယ်လို့သူဆိုတယ်။အဲ့တော့ဆိုလိုတာကအကုသိုလ်တွေကိုကုသိုလ်ကဖယ်ရှားပြစ်နိုင်တယ်။သောသောဖယ်ရှားလို့မရဘူးတည်သည်ရှားမဲနဲ့လုံးဝကြုတ်ပေးမဲ့အာဟုတုကံငါမျိုးရှိတယ် အဲ့ဒါကိုပင်စနန္တရိယကံ၅ပါးလို့ခေါ်တယ်။အမေတတ်တဲ့အကုသိုလ်အဖေတတ်တဲ့အကုသိုလ်ယဟန္တာတတ်တဲ့အကုသိုလ်တန်ဃာတွေကိုသင်ခွဲတဲ့ယဟန်းမြတ်စွာဘုရားသွေးစိမ့်တည်အောင်တရားရအောင်လုပ်တဲ့ပုဂ္ဂိုလ်အဲ့ဒီအကုသိုလ်၅မျိုးကတော့တေတိအချာမဲမှာပင်ငယ်ရဲ့ကိုဧကန်ဒိဋ္ဌကြမှာမလွဲဘူးတဲ့သူကတော့ ုစားလို့မရဘူးလို့ဆိုတယ်ယောဂလို့ပေါ့ယောဂကျွမ်းလာပြီဆိုရင် inquiry ပေါ့ကုစားလို့မရတော့ဘူးဆိုတာမျိုးအဲ့ဒီအကုသို့ကံကတော့ကုစားလို့မရဘူးအခုလို့ inquiry မလာကျွလွန်ခဲ့တဲ့အကုသို့တွေအစွမ်းထက်တဲ့ရတမိတ်နဲ့ပယ်ဖြတ်လိုက်တဲ့အခါမှာသူဟာအပင်ငယ်ချရမှမကြတော့ပဲနဲ့ဟောပြစ္ဆုတ်ကံဘဝမှာ ခဲနဲ့ပေါက်တာတို့ဒုံနဲ့ပြစ်ခံရတာတို့ခေါင်းကွဲတာတို့တပိတ်ကွဲတာတို့သင်္ကန်းတွေဆုပ်ပြဲတာတို့ဆိုတဲ့ဒုက္ခလေးနဲ့တည်းပဲသူဟာအဆုံးသတ်သွားတယ်ဒီလိုဆိုလိုတယ်နော်အဲ့တော့အကုသိုလ်ကံကလည်းလွတ်မြောက်နိုင်တယ်နောက်ဆုံးမှကုသိုလ်အကုသိုလ်ကံတွေကလွတ်မြောက်ဖို့ဆိုတာတဏှာကလွတ်သွားပြီဆိုရင်တော့အကျိုးပေးစရာအကြောင်းမရှိတော့ဘူးမလွတ်သေးရင်တော့လိုက်ပြီးအကျိုးပေးတတ်တယ် ရဟနာဖြစ်တဲ့ဘဝတောင်မှခန္ဓာရှိနေသေးလို့ရှိရင်ကျိုးပေးတယ်။ရှင်မမောကလမထေမြတ်ဆိုရင်ခိုးသံ900ဝိုင်းဝန်းပြီးတော့လှုပ်ကြံတပ်ပြတ်ခြင်းခံရတယ်ဆိုတာအလုံးသိနေကြ။အကုသကံလိုက်လာပြီးတော့ကျိုးပေးနိုင်တယ်ပေါ့။သို့သောနောင်ဘဝဆိုတာမရှိသေးတဲ့အတွက်ကြောင့်ဘဝအကျိုးပေးတာတော့